်ဒီဗီယိုမြင်လာတဲ့မိတ်ဆွေကရမ်းကန်ကောင်းနေပါပြီ။ဘာကြောင့်လဲဆိုတော့အခုမိတ်ဆွေများတို့ကျွန်တော်တရော့ကန်နမိတ်ကြည့်ပေးမှာဖြစ်ပါတယ်။နံပါတ်1နဲ့3စီနီယာလိုက်ကြည့်ပေးမှာဖြစ်ပါတယ်။မိတ်ဆွေရဲ့ရှင်ထဲမှာဘာနံပါတ်ရှိနေချက်လောက်အာရုံပြုလိုက်ပါ။အာရုံပြုနည်းကိုကျွန်တော်သင်ပေးမှာဖြစ်ပါတယ်။မိတ်ဆွေဒီဗီယိုမြင်လာတဲ့ချက်မျက်လို့မှိတ်လိုက်ပါ။ကျွန်တော်ကနံပါတ်1နဲ့3ချတာပြီးမယ်မိတ်ဆွေရင်ထဲမှာပေါ်လိုက်နံပါတ်ကိုရွေးချယ်ပါခင်ဗျကိုကအရင်ဆုံးတိချင်လို့နံပါတ်1ရွေးတာမလုပ်နဲ့နောက်မှတိချင်လို့နံပါတ်3ရွေးတာမလုပ်ပါနဲ့ မိတ်ဆွေကကြုံတွေ့နေအခက်ခဲအကျက်တွေကိုတစ်ချက်စိတ်ဝင်စားလိုက်ပါပြီးတော့ရင်မျက်လုံးလေးကိုမှိတ်အာရုံလေးပြုလိုက်ပါကိုယ့်ရဲ့ရင်ထဲမှာဘယ်လိုနံပါတ်ဖြစ်ပေါ်လာလဲအေးနံပါတ်ကိုမိတ်ဆွေကရွေးချယ်ပြီးတော့ comment မှာမှတ်လာခဲ့ပြီးပါမိတ်ဆွေကိုကျွန်တော်အခုဒီတက်တော့ကနမိတ်နဲ့ရွေးချယ်ပြီးတော့ကြည်ပေးမှာဖြစ်ပါတယ်ပြီးရင်ကြုံရတရားလေးလည်းပေးမယ်မိတ်ဆွေကြုံတွေ့နေတဲ့အခက်ခဲအကျက်တွေအားလုံးဖြေဖြောက်သွားမယ်လို့ကျွန်တော်ညွှန်လင့်ပါတယ်မိတ်ဆွေဘက်ကရေယုံကြည်ကြည်နဲ့အာရုံပြုတတ်ဖို့စိတ်ဝင်စားတတ်ဖို့အရန်ရည်ကြည်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့လက်ကြည့်ကြအောင်မယ်ခင်ဗျာ အရန်လွေကူပါရခင်ဗျာကဲကျွန်တော်တူတူမိတ်ဆွေတို့လက်လုပ်ကြမယ်ကျွန်တော်ကအခုနံပါတ်1နဲ့3လေးခြားတာပြီးမယ်မိတ်ဆွေကဒီနံပါတ်1နဲ့3တွေ့သွားပြီးဆိုတာနဲ့ဗီဒီယိုတစ်ချက်လောင်းလေးလေးလိုက်ပါချက်လောင်းရက်ထားပြီးတော့မျက်လုံးလေးမှိတ်လိုက်ပါကိုဘာအကြောင်းတွေကိုတိချင်လာလဲအခုကိုကြုံတွေ့နေခက်ခဲရပါလေဥမာမိတ်ဆွေရအချီရေးအိမ်တော်ရေးစီးပွားရေးငွေကြေးတခုခုပေါ့နော်ကိုတိချင်တဲ့အကြောင်းအရာလေးကိုအာယုံလေးပြုလိုက်ပြုလိုက်ပြီးတော့ကိုယ့်ရဲ့ရင်ဖက်ထဲမှာဘယ်လိုနံပါတ်တွေပေါ်လာလဲပေါ့နော် တစ်နဲ့သုံးပဲကြုံဝင်ပါတယ်ကျန်တဲ့နံပါတ်တွေကအကြုံမဝင်ပါတော့ဒါကြောင့်ဝေ့ရင်ထဲမှာပေါ်လာတဲ့နံပါတ်လေးကိုတစ်ချက်လောက်အာရုံလေးပြုတ်ပြီးတော့ကော်မက်မှာမှတ်လာခဲ့ပေးပါဒါဆိုရင်ဗီဒီယိုကိုဆက်ကြည့်လို့ရမှာဗီဒီယိုနောက်မှာတစ်နဲ့သုံးစင်ညာလိုက်လေးကျွန်တော်ကြည့်ပေးမယ်မိတ်ဆွေမှတ်ထားတဲ့နံပါတ်ကမိတ်ဆွေရဲ့ကံဖြစ်ပါကဲမိတ်ဆွေကအခုကျွန်တော်ပြောတဲ့နံပါတ်လေးကိုရွေးချယ်ပြီးလာပြီတင်နေကော်မက်မှာလည်းမှတ်ခဲ့ပြီလို့ကျွန်တော်မျှော်လင့်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တစ်နှစ်သုံးစီနယ်လိုက်လေးကျွန်တော်ကြည့်ပေးမယ်။ပြီးရင်ကြော်ကြေတရားလေးပေးမယ်။ ကြည်ုံကြည်ချင်းနဲ့လက်လောပါခင်ဗျာတေချာပေါ့မိတ်ဆွေအကဲခဲကြတဲ့တွင်ပြေပြောက်သွားမှာဖြစ်ပါတယ်အေးကျွန်တော်တို့လက်ကြည့်ကြမယ်ခင်ဗျာနံပါတ်၁တမားတွေကြာနေတဲ့ကက်က The Headman ဆိုတဲ့ကက်ဖြစ်ပါတယ်အမြန်မာလိုဒါဆောက်ထိုးပြောင်းပြန်တက်လို့ခေါ်တာပေါ့နော်လူတယောက်ကနော်ဂျီထောက်ကိုအပေါ်မှာခါရတယ်ခေါင်းအောက်မှာရှိတယ်တွေ့ဂျီထောက်ကိုအပေါ်ကတီဆိုတဲ့တိုင်းတော့ဒါတစ်ဖက်ကခြီးစားတယ်တစ်ဖက်ကဒေးပုံစံနဲ့ဒါလှုပ်ပြီးတော့နေနေတာပေါ့နော်ပြီးတော့ထူးခြားတာကသူ့ရဲ့ခေါင်းရဲ့အနောက်မှာအယောင်တွေဖြားထွက်နေတယ် ဒါကအရန်ထူးကြပါတယ်။မိတ်ဆွေကိုကျွန်တော်အကြံပြုရရင်တော့ဒီတော့တည်းမှာမိတ်ဆွေကအခက်ခဲတွေအကျက်တွေရင်ဆိုင်နေရတယ်ဆိုရင်မိတ်ဆွေယုံကြည်တဲ့အဋ္ဌထံကိုရိုးရိုးတည်တည်လေးလေးစားအောင်မြင်အောင်ဝင်ပါဘူးကျွန်တော်အကြံပြုချင်ပါတယ်။မိတ်ဆွေကလွယ်လွယ်နဲ့အောင်မြင်လွယ်လို့အကူအညီထောက်ပံ့ကောင်းတရားလည်းရှိနေပါတယ်။ဥမာကငွေချင်းနဲ့ပတ်သက်လို့အကျွေးနဲ့ပတ်သက်လို့အဥ္ဇာပစ္စည်းနဲ့ပတ်သက်လို့အခြေနဲ့ပတ်သက်လို့အိမ်တော်ရေးနဲ့ပတ်သက်လို့စိတ်ညစ်နေရတယ်ဆိုရင်မိတ်ဆွေကရိုးရိုးတည်တည်လေးလေးစားစားလေးနဲ့ ဒီကိစ္စကိုအောင်မြင်လိုပါ၏နော်ဥမာကိုရတိတိဒါပတိပနပတ်ကိုစိတ်ပါမယ်ဆိုပြီးအဲ့လိုမျိုးအထိတ်ခံပြုပြီးတော့မိတ်ဆွေစိတ်ကြည့်ပါဝင်ကြည့်ပါမိတ်ဆွေကြုံတွေ့နေတဲ့အခက်ခဲအချက်တွေအားလုံးအစဉ်ပြေသွားမှာဖြစ်ပါအထူးကိစ္စရမှာကဒီတော့တဲ့မှာမိတ်ဆွေကငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့မညှော်လင့်ထားပဲနဲ့တော့ဝင်လာတတ်တယ်ဒီကန်းကတော့အရန်ကောင်းပါတယ်။ဒါကြောင့်မိတ်ဆွေကကန်ဆန်းချင်တယ်ဆိုရင်တော့ ခုနှစ်ပါတဲ့နံပါတ်တွေကမိတ်ဆွေကိုအရန်ကြိုးပေးပါရခင်ဗျာခုနှစ်ပါတဲ့နံပါတ်တွေကိုမိတ်ဆွေကစမ်းကြည့်ပါပေးကြပါမိတ်ဆွေတူတူကြကြမိတ်ဆွေကအောက်စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ဝင်လာခဲ့မှာဖြစ်ပါတယ်ယုံကြည်ဖို့ရန်ရည်ကြီးပါရခင်ဗျာနံပါတ်နဲ့ရွေးချယ်လာတဲ့သူတွေအနေနဲ့ဒါဟာသူရဲ့ကောင်းကက်ဆိုတာကြပါဒါသူရဲ့ကောင်းကသူကရဲရဲတောက်တောက်နဲ့ဒါတိုက်ပွဲဝေမှုဟန်ဖြစ်နေပါတယ်ပြီးတော့သူ့ရဲ့မြင်းလေသူ့ရဲ့သခင်အတိုင်းပဲကြောက်ရွံ့မှုမရှိဘဲနဲ့စိတ်ဦးတိုးနေပါတ ျုပ်အနေနဲ့ကြံတွေ့ရမယ်ဆိုရင်ဒီတော့တွင်မှာဒါနမိတ်ကနံပါတ်နှစ်ရွေးချယ်ထားသည့်တွေတော်တော်လေးညံ့နေလို့ဆိုရပါမယ်။ဘာကြောင့်လဲဆိုတော့အသွားတတိအလားအအစားတတိတတိတတိရနေဖို့အရင်ရင်ကြည်ပါရယ်။ကိုပြောဆိုမတတ်မှုကြောင့်စဖက်ကိုရဲ့အိမ်တော်ဘက်တော်လကောင်းကိုရဲ့ချစ်သူတော်လကောင်းကိုရဲ့ညီကိုမောင်နှမတွေကိုရဲ့မိတ်ဆွေတွေနဲ့အဆင်မပြေဖြစ်သက်ပါပြီးတော့ဒီတော့တွင်မှာနံပါတ်နှစ်ရွေးချယ်ထားသူကလည်းစိတ်တူလွယ်ရာတွေဒေါတာဖြစ်လွယ်ရာတွေနော်ဖြစ်ပေါ်လာတတ်ပါတယ်။ဒါကြောင့်နံပါတ်နှစ်ရွေးချယ်ထားတဲ့သူတွေနဲ့အထူးကူဆိုင်ရမှာက ပြောတာဆိုတာတွေအထူးယူဆပါခင်ဗျာ ကိုပြောဆိုမတတ်မှုကြောင့်အမြေတွေဖြစ်ပေါ်တတ်ပါတယ်ဒါကြောင့်နံပါတ်1ရွေးချယ်ရသူတွေနဲ့အထူးယူဆရမယ်ကာလတကူဖြစ်ပါကောင်းနေတာကုကဘယ်လိုအခက်ခဲအကျက်သေးမဆိုဘယ်လိုပြိုင်ပွဲတယ်မဆိုအောင်မြင်လွယ်တယ်အဆင်ပြေလွယ်တယ်အနိုင်လွယ်တယ်ဥပမာကိုနဲ့ကိုရဲ့ချစ်သူနဲ့အဆင်မပြေဘူးဆိုရင်လည်းကိုကအနိုင်ပိုင်းသွားတာเนาะအဲ့လိုမျိုးတွေအာဒါမှမဟုတ်ကိုရဲ့အိမ်တော်ဘက်နဲ့ကိုနဲ့အဆင်မပြေဘူးဆိုရင်လည်း ကိုကသူ့အနိုင်ယူပြီးတော့အဆင်မပြေဖြစ်သွားတယ်။အဒီလိုမျိုးပေါ့ဒီလားဒေကိစ္စမဆိုအနိုင်တော့ရရှိတယ်။ကြားတဲ့အနိုင်ကလည်းကောင်းတော့အနိုင်ရခြင်းမဟုတ်ဘူးစိုးတော့အနိုင်ရခြင်းဖြစ်တယ်။ဒါကြောင့်ကျွန်နေနဲ့အကြံပြုရမယ်ဆိုရင်တော့နံပါတ်1ရွေးချယ်ထားတဲ့သူတွေနဲ့နော်ပြောတာဆိုတာတွေယူဆိုင်နိုင်မယ်ဆိုရင်တော့အဆင်ပြေပါတယ်ခင်ဗျာ။ပြီးတော့ရင်ယူရဲ့နောက်မှာကြောင်ရရလေးပြပါမယ်ခင်ဗျာ။နံပါတ်3ရွေးချယ်တာလေသူတွေနေနဲ့အရန်ကောင်းနေတဲ့ကာလာတခုဖြစ်ပါမယ်။ဘယင်သမားက ပင်လယ်ပြင်မှာခွက်တစ်ခွက်ကိုကင်လာတယ်ပြီးတော့ပင်လယ်ပြင်မှာရှိနေတယ်ဗောနော်ရှုခင်လာတွေကိုဒါစုစားနေတဲ့နံပါတ်ဖြစ်ပါတယ်နံပါတ်3ရွေးချယ်ထားတဲ့နဒီတော့အတွင်းမှာအချစ်ရည်တွေအိမ်တော်ရည်တွေအရန်ကန်ကောင်းနေတယ်ကာလာတကုတ်ဖြစ်ပါတယ်ပြီးတော့ကိုကအလုတ်ကန်နဲ့ပတ်သက်မယ်ဆိုရင်ထူးထူးခြားခြားအောင်မြင်မှုတွေရရှိတတ်ပါကိုလောကမမြောင်လင့်ထားတဲ့ view တွေရဲ့အကူအညီအထောက်ပံ့ကြောင့်ကို့မှာအလုတ်ကောင်းတွေရရှိတာမျိုးစီးပွားရေးကောင်းတွေချစ်ထွေနိုင်တာမျိုးတွေဂျုံရရတတ်ပါတယ် ဒါကြောင့်နမတ်တော့ရွေးချယ်ထားတဲ့သူတွေအနေနဲ့အရန်ကောင်းနေတာပြောရမယ်ဆိုရင်မိတ်ဆွေကံတငယ်ချင်းထောက်ပံ့ကံတွေအရန်ကောင်းနေသူတွေအကူအညီထောက်ပံ့ကြောင်းကိုမှအစဉ်မြေသွမ်းတတ်ပါတယ်အရန်ကောင်းနေလို့ဆိုရပါမယ်ကဲကြော်ရင်တရားလေးပြေးမယ်ပြည့်နှစ်သုံးစီနေရရရားလေးပြေးမယ်မိတ်ဆွေတို့ကယုံကြည်နေလိုက်လို့ပါဒီကြောင်လှဲ့လှုပ်လိုက်မယ်ဆိုရင်လည်းခံညှက်နေတယ်ဆိုရင်ကောင်းသွားမယ်အစဉ်ပြေသွားမှာဖြစ်ပါတယ်မိတ်ဆွေခဏအောင်ကြော်ပြောလို့မျိုးပဲမိတ်ဆွေအာရုံဝင်စားတတ်ဖို့ကြံရည်ကြည်ပါတယ် အာယဝင်စားမတက်ဘူးဆိုရင်မိတ်ဆွေရဲ့နံပါတ်နဲ့မိတ်ဆွေရဲ့တစ်ထက်တည်းမကြောက်ဘူးဖြစ်နေမယ်။ဒါကြောင့် TV ကိုကြည့်နေတဲ့မိတ်ဆွေကအာခဏမှကြော်ပြောလို့မျိုးအာယဝင်စားပါဘူးဆိုရင်အစ်စ်ပြန်ကြည့်လိုက်ပါရပါရဲ့။အာယဝင်စားပြီးတော့ကွန်မန့်မှာပြန်မှတ်ပေးပါ။ဒါဆိုရင်လေအချိန်မီသေးပါ။ကဲဒါဆိုရင်ရေတရားပြောတူလည်းလောက်ကြမယ်ခင်ဗျာ။လောက်ရမယ့်ရေတရားကရန်လူကူပါတယ်။မိတ်ဆွေရဲ့နေရောက်တဲ့ခါကျရင်မနက်ပိုင်း9:45နဲ့9မိနစ်ချိန်မှာပြုလို့ရမှာဖြစ်ပါတယ်။နံပါတ်1ရွေးချယ်ထားတဲ့သူတွေအနေနဲ့ပါမုတ ကမမဟုတ်ရင်ပေါပေါဆုပ်ကိုဖျားမှာကက်လို့ရမှာဖြစ်ပါတယ်။ပေါမုတ်ကသပကံကက်လို့မယ်။ပြီးဝိုင်းပေါပေါဆုပ်ကနော်သမင်းရဲ့အပေါ်မှာဖြူပြီးတော့ဖျားမှာကက်လို့ပါ။9နိုင်40နဲ့9မိနစ်တိတိမှာကက်လို့ပါ။အမွေးနန္ဒာပဲစီမီတွေပူဇော်ပါ။ပူဇော်ပြီးတော့မိတ်ဆွေတို့ကြုံတွေ့နေတဲ့အခက်အခဲအကျက်တွေစုတောင်းပါခင်ဗျာ။တေချာပေါ့မိတ်ဆွေတို့အဆင်ပြေသွားမှာဖြစ်ပါတယ်။နံပါတ်1ရွေးချယ်ထားတဲ့သူတွေအနေနဲ့နွားလို့ဒါမှမဟုတ်ရင် ဖန်ဒီမုတ်ဒီကိုဘုရားမှာကဲလို့ပေးပါ။နွားနှုတ်လည်းရပါတယ်။နွားနှုတ်ကိုဘုရားမှာကဲလို့မိစေလိုစီမီညံ့ညံ့အမွေးတတိုင်းနဲ့ဘုရားမှာပူဇော်ပြီးွားရင်မိစေလိုဖြစ်ချင်တဲ့ဆန္ဒတွေစုစားပြီးွားရင်မြေတာတွေပို့အများတွေပြေးဝေးမိစေလိုခက်ခဲကြက်သေးတွေကိုတော့အများရရှိတဲ့နှက်ကောင်းမြတ်တွေကကိုကိုကူညီမယ်ဆက်ဆောင်လိမ့်မယ်။နံပါတ်3ရွေးချယ်ထားတဲ့သူတွေနေနဲ့အုံဒီပါတဲ့မဟုတ်ဥမာအုံထမင်းလို့အုံရီလို့အုံဒီနဲ့ပါတဲ့မဟုတ်တွေကိုကိုနေရောက်တဲ့ခါတိုင်း နော်ဖျားမှာအမြင့်မကြကန့်လူချီရပြီမိတ်ဆွေတို့ကြုံတွေ့နေတဲ့အခက်အခဲအကျဉ်းတွေကေပြောက်သွားမှာဖြစ်ပါတယ်။နံပါတ်အလိုက်လေးမိတ်ဆွေတို့ကယုံကြည်နေလို့ပါခင်ဗျာ။မိတ်ဆွေရွေးချယ်ထားတဲ့နံပါတ်တွေကမှားယူနေမဲ့စိတ်ခံစားမှုမရှိဘူးပေါ့နော်။အကောပီးစလွယ်ပဲဒီတိုင်းကောက်ပြီးတော့မှတ်လိုက်မယ်ဆိုရင်တော့လုံးဝမိတ်ဆွေတို့အကျိုးရှိမှာမဟုတ်ဘူး။ဒါဆိုလို့ကျွန်တော်ပြောတဲ့အတိုင်းမိတ်ဆွေကလိုက်နာပြီးတော့မိတ်ဆွေတို့ကပေချာလေးလိုက်ပြီးတော့အာရုံဝင်စားပြီးနံပါတ်ရွေးချယ်တတ်မယ်ဆိုရင်ဒီကြေရအောင်ချိလိုက်ချင်ရပြီးမိတ်ဆွေတို့ကြုံတွေ့နေတဲ့ဒီတော့တွေ့မှာ အခက်အခဲတွေအကျက်တွေပြေပြောက်သွားမှာဖြစ်ပါတယ်။မိတ်ဆွေတို့ယုံကြည်ဖို့ကအရင်ရေးကြည့်ပါကြခင်ဗျ။ကျုံမိတ်ဆွေတွေနှစ်ဆနှစ်ဆုံးကောင်းတော့မယ့်ကောင်းတော့တဲ့ကောင်းတော့ငွေချင်းနဲ့ပြည့်စုံပြီးကျော်စွင်တော်မိသားစုဝင်တွေဖိုင်ဆိုင်နိုင်ကြပါစေခင်ဗျ။ကျောရဲ့ channel ကို subscribe လုပ်ရတဲ့ channel နှိပ်ထားပေးပါခင်ဗျ။ဘေးအားကောင်းလို့လည်း channel နှိပ်ထားပေးပါလို့ကျွန်တော်သောက်ဆိုချင်ပါတယ်။နောက်ထပ်နောက်ထပ်ဒီတဲ့ကောင်းတဲ့ဗီဒီယိုတွေမိတ်ဆွေတို့အကျိုးရှိမယ့်ຢာတွေတွေအမြဲစင်စစ်မပြတ်ကျွန်တော်ပြန်ဆက်ပေးမှာဖြစ်ပါတယ်။ကျောမိတ်ဆွေတွေနောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ်။ ပြောစင်ဒေါက်တာစုပါတွေပိုင်ဆိုင်နေကြပါစေခင်ဗျာ